င်္ဂလာပါရှင်လူငယ်တန်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုဘက်လူငယ်တန်အစီအစဉ်မှာတော့သူတို့ရဲ့ဂီတအနုပညာတွေပါဝင်အားဖြည့်ပြီးအညာဒေတာမှာမြေအောက်ခွဲစိတ်ခန်းပါဆေးရုံဆောက်လုပ်လှူဒါန်းနိုင်ဖို့ကြိုးပမ်းနေတဲ့လူငယ်နှစ်ယောက်နဲ့တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါရစေ။ Generation L33 တချင်းနေမူဝီခေနေကွယ်သွားတဲ့နေ့စတဲ့အာနာသိမ့်မီနောက်ပိုင်းအတွင်းမြင်ကိုရွေးအဖြစ်အပျက်တွေကိုရေးဆက်တည်ဆိုထားတဲ့တချင်းတွေနဲ့လူသိများကြတဲ့ကိုမင်းလွန်နဲ့ကိုစမ်းမင်းပိုင်တို့ဖြစ်ပါရစေ။မင်္ဂလာပါဟုတ်ဟုတ်ကဲ့မင်္ဂလာပါ အခုလိုမျိုး DVB ရဲ့လူငယ်တန်အစီအစဉ်အင်တာဗျူးအတွက်အချိန်ပေးတာကိုကျေးဇူးတင်ပါတယ်ဒါဆိုရင်မေကွန်းနေစလိုက်မယ်ပေါ့နော်အခုဒီငါတို့တကြံဒီ online show ပွဲကိုအညာမြေမှာအမ်မြေောက်ခွဲစိတ်ခန်းပါဆေးရုံဆောက်လုပ်လူရန်ဖို့ရည်ရွယ်ပြီးတော့ season ပြုလုပ်ခဲ့လို့သိရပါဗါးအာဒီပွဲကို season နဲ့မိချစ်အဖွဲ့ကကိုမင်းလွန်ကဖြစ်ပေးပါအောင်ရှင့်ဘာကြောင့်ဒီပွဲကရတဲ့အကျိုးအမြတ်တွေကိုအညာမြေမှာမြေောက်ခွဲစိတ်ခန်းပါဆေးရုံဆောက်လုပ်လူရန်ဖို့အတွက်ရည်ရွယ်ခဲ့တာဖြစ်မလဲရှင့်အာဟုတ်ကဲ့ဟို ဘယ်လိုလဲဆိုတော့ဗောနော်ကျွန်တော်တို့ဒီစပြီးတော့စဉ်းစားလိုက်ကြတဲ့အာအညာမြေဆိုတာကကျွန်တော်တို့ဒီအာအညာသခိုင်းဗောနော်သခိုင်းဖတ်တရားကျွန်တော်တို့ဒီမြို့တော်လည်းရေးမှာပထမဆုံးလက်လက်ဆွဲကြတော်ဆန်ခဲ့ကြရတယ်တကယ်လည်းဟိုပေးဆက်မှုတွေရင်းနှီးမှုတွေလည်းအများကြီးရှိခဲ့တယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီလက်ရှိစည်ရေးအာအညာဟိုစည်ရေးအညာဗောနော်အဓိကကျွန်တော်တို့ရဲ့ဟိုအချက်ချာကြဆုံးဒေတာဆိုဒီမှာလက်တာ အများကြီးတားလို့ဒါအားလုံးလည်းပြီးပြီဒါဖြစ်တယ်ပေါ့နော်အလားတူပေါ့နော်ကျွန်တော်တို့မှာဒီအဲလိုအပ်ချက်တွေခုနပြောတဲ့ဂျမ်းမာရေးစောင့်ရှောက်မှုတွေအာကဏ္ဍပေါင်းစုံပေါ့နော်အများကြီးလိုအပ်ချက်တွေရှိနေတယ်ဆိုတော့ဒီနေရာကိုကျွန်တော်တို့ကအဓိကအရွေးချယ်ဖြစ်တာပေါ့အမှန်တော့ဟောပေါ့အဲဒီကျွန်တော်တို့ကစပြီးတော့စဉ်းစားလိုက်ကြတဲ့ပေါ့နော်ဈေးရုံစောက်ဖို့ဆိုတာအဲဒီတိုင်းစောက်ဖို့ကဒီကာလမှာမဖြစ်နိုင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့အချိန်ကြီးဒါစကားစားရဲ့ လေလေချောင်းတန်ဆိုတာခံနိုင်ရခံရနိုင်တယ်ပေါ့နော်အဲဆိုတော့ဟိုကျွန်တော်တို့ကအဲ့ဒီရောက်ဒီလိုကောင်းမလဲစကားစားရဲ့လေချောင်းတန်ကိုခံနိုင်မဲ့အာဒီမြောက်ခွဲစိတ်ခံပါတဲ့စေဘတ်ဆိုင်ရာအဆောက်အဦတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဟာတိဆောက်ဖို့အတွက်အဲ့လိုစီစဉ်ဖြစ်တာပေါ့ဒီအကရိုနီအလုံးရဲ့အာခန်းစားချက်ဘယ်လိုဖြစ်မလဲပေါ့နော်ဒီငါတို့တကြံ online show ပွဲကိုအာစီစဉ်ပြီးတော့လှုပ်ဆောင်ရတဲ့အခါမှာပေါ့ အာဟုတ်ကျွန်တော်တို့ဟိုဟိုနေ့မနေ့ရတော့ကျွန်တော်တို့ဒီ show frame တစ်ခုလုံးကိုကျွန်တော်တို့ကြည့်လိုက်ရတယ်ပေါ့เนาะဒါ summary line လို့ပါတော့အတူတူကြည့်လိုက်ကြရတယ်ဆိုတော့ကျွန်တော်တို့ဒီဟာကြီးကို post production စကင်လုံးကတော့ဟိုဟိုတစ်ဖြတ်ပြီးတစ်ဖြတ်ပြီးတစ်ဖြတ်ဟိုတစ်ဖြတ်ဆိုတဲ့ဟာတွေနဲ့ပဲကျွန်တော်တို့လုပ်ခဲ့ရတဲ့အခါကျတော့ဒီတစ်ပတ်လောက်ပြီးပြီးကျွန်တော်တို့မှာဟိုမအေးရဘူးပေါ့နော်အခုအခုလဲဒါအရှင်မူတူကြီးဖြစ်နေတာပေါ့မအေးရဘူးကျွန်တော်တို့မှာတောက်လျှောက်ဒီ edit ကင်ရတယ်အော်ဒီယိုတွေအချောကင်ရတယ်အသံရုပ် quality ပါညာပေါ့နော်ဘာလို့လဲဆိုတော့ 3နာရီခွဲကျော်တယ်ခင်ဗျာဒီလားကျွန်တော်ရဲ့ show frame duration တခုလောက်อ่ะဆိုတော့အဲ့ဒါကြီးကိုကျွန်တော်တို့ကဒီတစ်ပတ်အတွင်းပြီးအောင်ဆိုင်ရတော့တာဘာလို့ဆိုတော့တချင်ကလည်းဒီနေ့အကျိုးကလည်းရောက်တော့မယ်ဆိုတော့ကျွန်တော်တက်လိုက်ရတော့ကန်တယ်ဘာလို့ဆိုရှားထဲမှာလည်းငလင်းဖြစ်သွားခဲ့တာဟုတ်ဆိုတော့အဲ့ငလင်းကြောင့်လည်းကျွန်တော်ဟိုအချမ်းဖြစ်သွားပြီးတော့ခဏရက်လိုက်ရတယ်လို့ဖြစ်သွားသေးတာဟုတ်ဆိုတော့အဲအချိန်နေပြီးတာနဲ့ကျွန်တော်ဆက်ချင်းသေ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 းနဲ့ချရတာခါကျတော့ဟိုဟိုဟိုဘလိုဟောင်းလဲစိတ်ရောလူရောတော့တော်တော်ပြင်းမှန်းသွားတယ်ပေါ့နော်အဲဒါပေမဲ့ထွက်လာတဲ့ quality ကကျတော့ ဘာနဲ့မှမတူဘူးပေါ့နော်ဒီဖြစ်လာတဲ့ဟိုခံစားချက်ပေါ့နော်ကျွန်တော်တို့ဒီ show တစ်ခုတုန်းကအစကနေဆုံးထိတိတိကျကျလေးကြီးလိုက်တဲ့အချိန်ဒါမှဒီကျွန်တော်တို့လုံကျွန်တော်တို့ပထမဆုံးကျွန်တော်စပြီးတော့ schedule ရေးကြတဲ့ကကျွန်တော်တို့ပေးခြင်းတဲ့အာဟိုစိတ်ခံစားမှုတွေပေါ့နော်ဒီရတာအစုံအလင်ပေါ့အာအကျန်းရှိမယ်အလွမ်းရှိမယ်နည်းနည်းဟိုဘယ်လိုခေါ်မလဲဟိုတကြံရဲ့မှုကိုလည်းကျွန်တော်ကောင်းကောင်းပေးလိုက်နိုင်တဲ့ဟာတွေရှိသလိုတဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒီ တော်လည်ရဲ့ပုံရိပ်တော်လည်ရဲ့မှာဒီလေးလေးတာကလည်းဆိုကျွန်တော်တို့ရဲ့ဖိနှိပ်ခံရမှုတွေအအများကြီးပေါ့နော်ဒါ LGBTQ+ သူတို့ရဲ့အခန်းကဏ္ဍဆိုလည်းသူတို့ခန်းကဏ္ဍအလျောက်ပေါ့နော်ပြီးတော့ CDM တွေဆိုလည်း CDM တွေအလျောက်ပေါ့နော်ဆားသဖြင့်ဟိုဟိုအဲ့လိုပေါ့နော်တကယ်ဟိုဘယ်လိုခေါ်မလဲအားလုံးရဲ့ပါဝင်မှုတိုင်းကဒီထဲမှာပေါ့နော်တကယ်ဟာကွက်မရှိဘူးဟာကွက်မရှိဘူးကျွန်တော်တို့အားနေချက်ဆိုတာကြီးကဟိုဟိုရှာဖို့တော်တော်ခက်တယ် အဲကျွန်တော်မနေ့ညကျွန်တော်တို့ကြီးလိုက်ရတဲ့အနေထားရဆိုမလို့ဆိုတော့အဲ့ဒီပုံမှာကျွန်တော်တို့အရင်ဟိုဒီဒီဖြစ်တယ်တကယ်လည်းအဲ့လိုမျိုးဟိုကျွန်တော်တို့ music ကဓာတ်ရိုက်ကိုဟိုတာဝန်ယူဆောင်ရွက်ရတယ်ဟို organizer အနေနဲ့ဆောင်ရွက်ရတယ်ဆိုပေမဲ့ဒီထဲမှာပါတဲ့လူတဦးတယောက်ချင်းစီပေါ့နော်ကင်မရာရှေ့ကကင်မရာနောက်ကွယ်ကအားလုံးအားလုံးရဲ့ပံ့ပိုးပေးမှုကြောင့်ဒါဒီဒီဟာကြီးကအခုလိုမျိုးဟိုထွက်လာဒီလို result နဲ့ထွက်လာနိုင်တာပေါ့နော် ဟုတ်ကဲ့ပါပြီးတော့ဗောနော်ဒီကမ်ပိန်းမှာကိုမင်းလွန်နဲ့ကိုစမ်းမင်းပိုင်တို့တူတူဖန်တီးထားတယ်ဗောနော်ဒီအလင်းနောက်သူတချင်းလဲပေါဝင်မယ်လို့သိရတယ်ဗောနော်ဒီတော့စစ်အာနာရှင်ကိုကိုနီကိုဟန်နဲ့တော်လှန်နေကြတယ်ပြီးတော့ဂီတကိုချစ်မြတ်နိုးကြတယ်ဒီလိုမျိုးလူငယ်နှစ်ယောက်အတွက်ဒီအလင်းနောက်သူကဘလို့အမှတ်တရတွေနဲ့တချင်းဖြစ်မလဲဗောနော်ကိုစမ်းမင်းပိုင်ကအရင်ဆုံးပြောပြပါအောင်ရှင်ဩမိုက်ပါတယ်ကျွန်တော်တို့ဒီအလင်းနောက်သူကကျွန်တော်မြောက်ကအဲ့လိုရပ်ပါနှစ်ယောက်ရပ်တချင်းနဲ့ဖန်တီးရဲ့အဲဖန်တီးရဲ့ ဖန်တီးနေတယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့နှစ်ယောက်အတွက်အဲကိုစီကိုစီပေါ့ကျွန်တော်တို့အချိန်ကြီးတွေကိုကျွန်တော်ကြော်ပြတာရှိတယ်အဲကျွန်တော်တို့အခက်အခဲတွေကိုကျွန်တော်တို့ရင်ဆိုင်ရတာရှိတယ်အဲအဲ့ဒါမျိုးကျွန်တော်တို့ run နဲ့ကျွန်တော်တို့ရဲ့အဲကိုပိုင်ခံမီချက်နဲ့ကျွန်တော်တို့ကိုပိုင် style နဲ့ကျွန်တော်တို့မတန်းပင်နဲ့ကို red scene တွေထုတ်ပြီးတော့ကျွန်တော်တို့ပုံပေါ်ပြီးထားခဲ့လို့ပြုလုပ်တယ်ပေါ့အဲအဲ့မှာဟိုမှာကျွန်တော်တို့ red တချင်းဖန်တီးနေတာကျွန်တော်တို့တချင်းပြုလုပ်နေတာကိုဒီလေနောက်ဆုံး document ပြရအဲ့လိုမျိုး ွာမတန်းတင်တာပေါ့တို့ rapper နှစ်ယောက်ဟိုဟာမိုက်တယ်ပေါ့တမျိုးစဉ်းစားကြည့်ကျွန်တော်ကလည်း rap ကိုဖြန်ကုန်ကအဲ့လိုမျိုး rapper ကိုမင်းတို့ဆိုလို့ရှိရင်ချင်းပြည်နေကအဲ့လိုတိုင်းသား rapper အတက်ရရဆိုလို့ရှိရင်ကျွန်တော်ငေးတယ်ဗျာအဲ့လိုမျိုးဟာတော်လိုင်းကြီးတောင်မဖြစ်လို့ရှိရင်အနာသိမ်းမတောင်မဖြစ်လို့ရှိရင်ကိုမင်းတို့နဲ့ကျွန်တော်လည်းတွေ့ပြမှာမဟုတ်ကျွန်တော်တို့ဒီကြားထဲမှာစုံပါတယ်စုံရပြီးတော့ဒီလိုမျိုးဟိုဟာတခြင်းတစ်ပုဒ်ကိုအတူတူဖန်ကြည့်ကြတယ်အဖန်ကြီးရဲ့တခြင်းကလည်းကျွန်တော်တို့အရင်နောက်တို့အဲ့ဒီတခြင်းကလည်းပြောရမယ်ဒီဆရာနာသိမ်းမှု ီအာနာရှင်ဟာဖက်စစ်တေရေးဆက်ရုံးမှောက်မှုတွေကြောင့်ကျွန်တော်တို့ဒီဒေါ်လာရေးဈာကလာမှာဦးငယ်ရေးစိတ်ပိုင်းဆိုင်ရာအဲ့ကိုပိုင်းဆိုင်ရာအများကြီးကြီးကြီးဆုံးရှုံးသွားတယ်အထူးအဆုံးရုံးမှုတန်းတွေကျွန်တော်တို့အဲ့လိုရှင်ဝယ်ပိုက်ထားတယ်ကျွန်တော်ပကုံးပေါ်တန်းတင်တာတွေပြီးတော့ဒီအီလန်လန်းပေါက်ဖို့အတွက်ဒီမူဝေစီရဖို့အတွက်ဒေါ်လာရေးပြီးဖို့အတွက်ဆိုပြီးတော့တန်းဝယ်ကျွန်တော်ဆုံးအောင်ဖျောက်နေတာပေါ့အဲဒါကြီးပြီးသွားလို့ရှိရင်ပေါ့ဒီဈာထဲမှာဒီဖြစ်ပြခဲ့တဲ့လူငယ်လေးကျွန်တော်ဆုံးရှုံးထိခဲ့တဲ့လူငယ်ကျွန်တော်တို့တော့မဟုတ် အခြားသောလူငယ်တွေအနာဂတ်မျိုးဆက်ဖြစ်တယ်ကျွန်တော်တို့ဘယ်လောက်ဒီရင်းနဲ့ဘယ်လောက်ထိတော့ထိတိမ်တာလဲဘယ်လောက်ထိတော့ YouTube ပြနိုင်တယ်အင်းရောက်အဲ့လိုအကြောင်းကြီးပေါ့အဲ့ဒါတွေကဘယ်လောက်ထိတန်မှုရှိတယ်လဲသူတို့ဘဝတွေကိုဘယ်လောက်ထိကာပါပေးနိုင်တယ်ကျွန်တော် traditional justice ကိုပေါ့ဘယ်လောက်ထိအများကြီးကိုးစားပြုနိုင်တယ်အဲ့ဒါတွေကိုကျွန်တော်တို့အတန်ထုတ်ချင်တဲ့ပုံစံမျိုးနဲ့အဲ့လိုကိုမင်းတို့နဲ့ကျွန်တော်ဒီအရင်နောက်တော့ဖန်တီးပြတာပေါ့အဲဖန်တီးပြတဲ့ချင်းကိုကျွန်တော်တို့ဒီမအားတို့တစ်ချမ်းပါလေအဲကျွန်တော်တို့တည်ဆူသွားမှုရှိရေပေါ့ ဒီလိုသွားတာလည်းဒီ show မှုနဲ့မျိုးလုံးပူပြရတယ်ပူပြရတဲ့ရှေ့မှာတို့ပူထူးကြသွားတာကရှေ့မှာကပြာတော့အဲကပြာဖြစ်တယ်အဲဒီပွဲရဲ့ပြဒနာကပြာဖြစ်တယ်သူတဲ့အခါမှာလည်းတို့လည်းရှိသခိုင်းတိုင်းအညာဒီတာတနကိုင်တော်လည်းအစ်စင်ဝင်နေရဲ့အဲတပ်ဖွဲ့တစ်ခုရဲ့ခေါင်းတော်ပေါ့တပ်ဖွဲ့တစ်ခုမှာတာဝန်ယူရတဲ့ခေါင်းတော်အဲခေါင်းတော်ရဲ့ကြီးရိုက်ကပြာပေါ့ကြီးရိုက်ကပြာလေအဲ့လိုစာတင်ခန်းထဲမှာကျွန်တော်မရှိဘူးပေါ့ဒီလူငယ်တွေစာတင်ခန်းထဲမှာမရှိဘူး ူငယ်စစ်သေးရောက်နေတယ်။လူငယ်တွေအိမ်ပြန်တည်သေးဘူး။အဲ့လိုဖိုင်းနေပဲကျွန်တော်တို့ပွဲမှာလို့ချင်းနေကြပြနဲ့ဒါထပ်ပေါင်းလို့တော့ဖြစ်သွားတာပေါ့။အရင်နောက်သူကတော့ကျွန်တော်တို့အဲ့လိုအမတ်တရားဆိုတာတဲ့ကျွန်တော်တို့နှစ်ယောက်လုံးအပင်ပန်းဆုံးကာလာကျွန်တော်တို့အခက်ခဲဆုံးကာလာကျွန်တော်တို့ကြော်ဖြတ်ရအခက်ဆုံးအခြေအနေတွေလို့ကျွန်တော်တို့ရရတဲ့ရှင်ထုတ်ရင်းနဲ့ကျွန်တော်တို့ပုံပေါ်နိုင်ခဲ့တယ်။အဲ့လိုပြောလို့ရတယ်ပေါ့။အမတ်တရားတွေကတော့အများကြီးပဲ။အဲ့လိုမျိုးဘုံကြီးကြားရည်လည်းအများကြီးပေါ့။အဲ့ဒီအချင်းကိုလည်းကျွန်တော်တို့ အရုပ်ကြံကပ်ပိမှာဂုဏ်ယူစွာဖြစ်နေတယ်။ဟိုပြန်ပြီးတော့ဒီဆိုရဲဒီဆိုပြီးတော့ကျွန်တော်စေးုံစောက်ဖို့ကျွန်တော်တို့ပြူရေးတယ်ပေါ့။ဟုတ်ကိုမင်းလုံကရောဒီတချင်းအစ်စ်ကိုပြိတ္တတွေကိုအာချပြမှာ ਨੇ ပတ်သက်ပြီးတော့ဗာမြန်ပြောချင်တာရှိုံလဲရှင်။အာဘလို့ပြောမလဲပေါ့တော့ဟိုနားထောင်နားထောင်စေချင်တယ်။နားထောင်စေချင်တယ်ဆိုတော့ဘာလို့ဆိုဟိုကျွန်တော်တို့ကခုနောက်ပိုင်းကြာဒါ7 by လို့ကျွန်တော်တို့မှမဟုတ်ဘူး။ ီတော်လိုင်းထဲမှာရှိနေတဲ့ကျွန်တော် rap ဆိုတဲ့လူငယ်တတော်များများရဲ့တခြင်းတွေက entertainment မဟုတ်တော့ဘာ entertainment ကိုမသွားဘဲနဲ့ဘာဖြစ်ကုန်ကြလဲဆိုတော့ကျွန်တော်တို့ရဲ့လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေအားလုံးတခြင်းနဲ့မှတ်တမ်းတင်ထားသလိုဖြစ်နေတာပေါ့နော်အကုန်လုံး record လုပ်ထားသလိုဖြစ်နေတယ်။နောက်နောက်လာမဲ့နောက် generation တွေကစာဖတ်ကြမလို့အဲ့ဒီတခြင်းတွေနားထောင်နိုင်ုံနဲ့ကျွန်တော်တို့ဘာတွေဖြတ်တန်းခဲ့ရတယ်ဆိုတော့တန်းပြီးတယ် တော့ပြောချင်တာကဒါအချင်းတွေအားလုံးဒီသမိုင်းဖြစ်လာတယ်ပေါ့နော်ဟိုကျွန်တော်တို့ပြီးတော့ဟိုဒီဒီဖြစ်လာတဲ့သမိုင်းတွေဆိုတာလေကျွန်တော်တို့ဒီရင်ဘက်တစ်ခုလုံးဆုတ်ပြတ်တတ်အောင်ဆုတ်ပြတ်တတ်သွားပြီးမှထွက်လာတဲ့အရာတွေဖြစ်တဲ့ခါကျတော့ပေါ့နော်ဟိုဒီအရာတွေကိုဟိုခံစားခဏလောက်ခံစားကြည့်နေတယ်ပေါ့ဆိုတော့ပြီးတော့ဒီအာငါတို့တကြံမှာဟိုအဲ့အနေနောက်တော့မှမကောက်ကျွန်တော်တို့ဒါဟိုဟူဇီတို့ဟူရှ်တို့ရိုင်ရစ်ဘောနော်တခြား rapper တွေရှိအောင်မယ်ပြီးတော့ ဟိုတခြားကန်တာက music genre တခြား music genre တွေလည်းဖျော်ဖြေတင်ဆက်တဲ့လူငယ် band တွေရှိမယ်အဲဟိုဟိုပြီးတော့တောင်းတူးခုမှတို့လိုမျိုး TY တွေလည်းရှိမယ်ဒီတော့အကတွေချိန်အလှအကအစတွေအများကြီးပေါ့နော်ကျွန်တော်တို့ပြင်ဆင်ထားတာတကယ်တကယ်တကယ်အရန်ကိုတေးချာကျွန်တော်တို့စနစ်တကျနဲ့ပြင်ဆင်ထားတဲ့ပွဲဖြစ်တဲ့ခါကျတော့ဟိုကြည့်စေခြင်းတယ်ပေါ့နော်အော်ဆိုတော့အဲဟိုဘယ်လိုခေါ်မလဲပေးရတဲ့ဟိုလက်မှတ်ဈေးနှုန်းနဲ့လည်းအများကြီး ဟိုလူဘလို့ကောင်းလဲတန်ပါတယ်တန်မှာပါပေါ့နော်ဟိုဘာလို့ဆိုတော့ဒီကနေကြဒီကနေဟိုရလာမဲ့ကျွန်တော်တို့ငွေကြီးအချိုးမြက်တွေအားလုံးလည်းကျွန်တော်တို့ပြောထားသလိုပဲဒီ ID data ကိုပဲစီစဉ်မှာပေါ့နော်ဆိုတော့အဲအပီစီဂျင်လည်းပေါ့ပြီးတော့ enjoy the show ပေါ့နော်ဟုတ်ကဲ့ရှင် အဲပြီးတော့ပေါ့နော်ဒီအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာဒီတော်လန်ရေးတဲ့ကအမှုပညာရှင်တွေအနေနဲ့အဲသူတို့ရဲ့အမှုပညာဖန်တီးမှုတွေကိုဒီစစ်အာနာရှင်တော်လန်ရေးပိုင်းမှာပြီးတော့အာနာရှင်ကြောင့်ပျက်စီးဆုံးရှုံးသွားတာတွေကိုကူညီဖို့အာဖြောပြေကြတာကိုတွေ့ရပါတယ်။အာအမှုပညာရှင်တချို့ကတော့ဒီစစ်ကောင်စီရဲ့ဝါဒဖြန့်ရုပ်ရှင်သချင်းတွေမှာပါဝင်အားဖြည့်တာမျိုးတနည်းနည်းနဲ့ပါဝင်ပတ်သက်နေတာမျိုးတွေလည်းရှိရပါတော့။ဒီလိုအမှုပညာရှင်တွေကိုရောအခုလိုအနေနဲ့ဗာမြန်ပြောချင်တာရှိမလဲပေါ့နော်။သူကကြတော့လားပြောရမယ်။ စ်ကောင်စီကကျမ်းပတ်ပုံမြောက်နိုင်တဲ့ဖက်ဒရယ်ပုံစံကအဲ့လိုဝါဒဖြန့်ကိုင်းတာပေါ့အာဒီစစ်ကောင်စီရဲ့ဒီကျမ်းပတ်အာဏာတည်ငြဲဖို့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံကအေဂျင့်တာယာနေပါတယ်ကျွန်တော်မြန်မာနိုင်ငံကပြောဝဲရှင်းပွဲတွေအမြဲမပြတ်လှုပ်ဆောင်နေပါတယ်ဆိုတော့ကရိုက်တာပေါ့အဲ့ဒီပုံစံပေါ်ဖို့အတွက်ကိုသူကအခကြေးငွေနဲ့သူရဲ့ဂုဏ်သိက္ခာသူတို့ရပိုင်ငွေတစ်ခုခုယူပြီးတော့သူကအဲသူရဲ့အတူရောင်အမှုပညာတွေဖန်တီးနေတာဖြစ်တယ်ဗျာ အဲကျွန်တော်တို့ကြတော့ဟောကျွန်တော်တို့နောက်မှာဘာပရက်ရှာမှမရှိဘူးအာကျွန်တော်တို့ဖန်တီးတဲ့ကျွန်တော်တို့ဖီတာကျွန်တော်တို့ဒိုင်းရေးကျွန်တော်တို့ဖန်တီးမှုတွေအကုန်လုံးမှာကျွန်တော်တို့စိတ်ပဲရှိနေတယ်ကျွန်တော်တို့နှလုံးသားပဲရှိတယ်ဗျအဲကျွန်တော်တို့ထုတ်လိုက်တဲ့တခြင်းတွေကဒီလိုမျိုးတော်လိုင်းရေးဘက်ကအခြေအနေတွေကိုကျွန်တော်တို့ထင်ဟန်ပြတာတယ်တော်လိုင်းရေးဘက်ကလူ့ဖွဲ့ကြီးကျွန်တော်တို့လက်ရှိရင်ဆိုင်နေရတဲ့ကျွန်တော်တို့ပြဿနာတွေကိုကျွန်တော်တို့မိမောင်းထုတ်တယ်ရှင်းမှာပုံမင်းလုံးပြောသွားတယ်လို့ကျွန်တော်တို့အတမိုင်းတစ်ခုပေါ့ ်တခြင်းလေးကိုကျွန်တော်တို့တမိုင်းတစ်ခုနေကျွန်တော်တို့ထားခဲ့တယ်။နောက်ဘူးသက်တွေအတွက်ဒီចောင်းရည်ကိုတည်ရအောင်။သူတို့ဖုံးဖိပေးနေတယ်သူတို့ကာွယ်ပေးနေတယ်သူနောက်ကအာနာရှင်ဖက်တစ်စစ်တက်ကကျွန်တော်တို့တောင်လန်းဒေတာကကျွန်တော်တို့တိုင်းသားတွေဘယ်လောက်ဒီတော့ဘုံကျက်သက်ဖြတ်နေတယ်။တို့ရှိမှမလင်းတန်အောင်အများကြီးခံစားနေရတော့ဒီဒီចောင်းစစ်စင်ရေးတယ်ဘယ်လောက်ဒီဆက်လုံနေတယ်ဒီလိုအခြေအနေတွေအများကြီးလို့ပေါ့။ဟောကျွန်တော်တို့ကတကယ်ခံစားနေရတဲ့လက်တွေ့မှာတကယ်ဖြစ်နေတဲ့အတန်တွေကိုကျွန်တော်တို့ကကုသပြုတာ ကျွန်တော်တို့ကလက်ရှိမြန်မာပြည်နဲ့မြန်မာနိုင်ငံမှာသူတို့အများဆုံးခံစားနေရတဲ့ဒုက္ခဆင်းရဲကိုကျွန်တော်တို့ကသချင်းတန်နေတဲ့ကျွန်တော်တို့ကပြန်ထုစစ်တာဆိုတော့ကျွန်တော်တို့အများကြီးတော့အလိုပွားချမှုတော့ရှိမှာပေါ့။အာကျွန်တော်တို့လည်းတက်နိုင်တယ်လို့ပေါ့။ကျွန်တော်ဒီဘက်ကအချိန်ကြီးအကင်းချင်းနေနဲ့ကျွန်တော်တို့ဝင်နေမြင်တော်မှုရှိရဲကျွန်တော်တို့မြင်တင်တဲ့အတိတင်တဲ့အချိန်ကြီးကိုကျွန်တော်ဂီတာနဲ့ပုံပေါ်ပြသဖို့တော့ဦးစားနေပါတယ်။နောက်ဆုံးအနေနဲ့ပေါ့နော်အခုတို့အခုဒီတကြံရက်မှာအာ ဖြုတ်ပြေးသွားမယ်ပေါ့နော် online နေပြီးတော့ဖြုတ်ပြေးသွားမယ်ဒီငါတို့တကြံ online shop နဲ့ပတ်သက်ပြီးတော့အာဗာမြန် ပြောချင်တာရှိုံနဲ့ရှင်အဲဟုတ်ကြည့်စီချင်တယ်ပြီးတော့ကျွန်တော်တို့ရဲ့အာငါတို့တကြံပွဲอ่ะပေါ့နော်ကျွန်တော်ဒီအချိုနေ့ April 23ရက်နေ့ကနေပြီးတော့ကျွန်တော်တို့နှစ်ဆန်း3ရက်နေ့ထိပေါ့နော် April 18ရက်နေ့ထိလက်မှတ်တစ်စောင်ဝယ်ရုံနဲ့အဲ့ဒီအတော်အတွင်းကျွန်တော်တို့အဲ ျွန်တော်ပေးထားတဲ့ website ကနေတစ်ဆင့်ပေါ့နော်အဲကိုလက်မှတ် website link ရှိမယ်အဲ website link ကိုနှိပ်လိုက်တာနဲ့အဲမှာ code number ရိုက်ခဲ့ရမယ်အဲတခုပေါ်လာလိမ့်မယ်အဲ့ chain ကိုဝယ်ယူထားတဲ့လက်မှတ်ပေါ်အ code number ကိုရိုက်ခဲ့ရုံနဲ့ဒီ73ရက်နေ့ကနေဒီ79ရက်နေ့ထိပေါ့နော်တောက်လျှောက်ဟိုကြီးရှုလို့ရမှာဖြစ်ပါတယ်ပြီးတော့အဲကြီးရှုအားပေးစေခြင်းနဲ့ပြီးတော့အဲ79ရက်နေ့ sorry 73ရက်နေ့ကနေပြီးတော့79ရက်နေ့ထိကျွန်တော်တို့တောက်လျှောက်လက်မှတ်တင်လဲပေါ့နော်ငါတို့တချမ်း page messenger အနေပြီးတော့ အဲဝယ်ယူအားပေးလို့ရစေဖြစ်ကြောင်းကိုလည်းအဲတပါးလေးကျွန်တော်ပြောပြခြင်းပါတယ်ဟုတ်